အားလုံးပဲမင်္ဂလာပါအပိုင်း3အခန်း7တဖက်သားဤစိတ်အာယုံကိုဆွဲဆောင်ခြင်းနှစ်ပေါင်းအနည်းငယ်ကဖီလီတယ်ဖီးယားညနေတည်င်းစဉ်ဤမကောင်းကြောင်းကို လက်တို့တည်င်းလွှင့်ကြ၏ကြောညာရှင်များတို့လည်းဤတည်င်းသာဒီတည်င်းကနည်းပြီးလျင်ကြောညာကများနေသည့်အတွက်လူကြိုက်နေသောကြောင့်ဖြင့်ဂုံချောကြ၏ ထိုတည်င်းစိုးနှင့်ဆက်လင်း၍အလင်းမြန်ရေးယူရမည်ဖြစ်၏တို့ရတွင်ဘယ်လိုအေးယူပါမလဲအောက်ပါတိုင်းတွင်ဖြစ်လေသည်ထိုတည်င်းစာရဲတွင်တနေ့ပါတော်တည်င်းများကို အားလုံးစု၍ထိုတည်င်းစာများကိုတနေ့ဟူသော အမည်ဖြင့်စာအုပ်တို့ရိုက်နှဲ့၏ထိုစာအုပ်တွင်စာမျက်နှာ300နှစ်နာရှိ၍ဒေါ်လာနှစ်ပြားတန်စာအုပ်တို့လောက်ရှိလေသည်သူရတွင် ထိုမြများပြားသောတည်င်းများကို တနည်းစာဖြစ်ဖြစ်နှိပ်တော်လဲဒေါ်လာနှစ်ပြားနဲ့မဟုတ်ပဲနှစ်ဆင့်ဖြစ်တာရောင်းစားခဲ့လေသည်ဤသို့တနည်းအတွက်တရင်ပေါင်းကိုစာတအုပ်အဖြစ် ပုံနှိပ်လိုက်ခြင်းဖြင့်ထိုတရင်စဉ်တွင်ဖတ်ရန်ကောင်းသောတရင်ပေါင်းမြောင်များစွာပါရှိသည်ဟုသောအကြောင်းကိုတစ်ဖက်သားတို့၏စိတ်အာရုံတွင်စွဲတော်လှုပ်လိုက်ခြင်းပင်ဖြစ်လေသည်ဤကဲ့သို့ပြုလုပ်ခြင်းဖြင့်ပြောချင်သောအကြောင်းများကို ရပောင်းများစွာခဏန်းတင်ချာဖြင့်ရှင်းနှန်းတွေထုတ်နေသည့်ထက်ပုံမူရှင်းလင်းလာုံတာမှာကပုံမူ၍စိတ်ဝင်စားဖွယ်ကောင်းလာလေသည်ကင်းနက်ကွစ်နှင့်ဇင်ကော့မင်းတို့ရည်သားတော်ကုံစွန်အောင်ရောင်းနေစာအုပ်ကိုဖတ်ပါလေ electric lab ဆိုင်သည်အိမ်တွင်ရေခဲစိတ်ညင်းတာပုံကိုပြကျင်တော့ကြောင့်ဝယ်မိသူ၏နားဝတွင် မီးချစ်ချစ်၍ပြပုံ လူကိုယ်တိုင်ရောင်းနေသည်ဟုအထင်ရောက်အောင်စီယာရိုဘတ်ကက်စလောက်စာအုပ်ထဲတွင်ရုပ်ရှင်မင်းသမီးအင်ဆိုတန်ကိုယ်တိုင်လက်မှတ်ထိုးထားတော့ဒေါ်လာငွေတစ်ဒတ်မှ95တန်အုပ်ထုံများကိုပေါ်ပြထားပုံတိုက်ဆိုင်ပြတင်းပေါင်များတွင်အလှပြထားသောတရွေ့ရွေ့လှူရှားနေသည့်အရာများကိုရက်ဆဲလိုက်သောအခါလာရောက်ကြည့်ရှုကြတော့ပြိဿဦးရင်မှာ80ရာခိုင်နှုန်းလောက် ရောသွားသည်ဟုကျော်ဝဲလဘုံဆိုသူက ထုတ်ဖော်ပြောဆိုပုံမကီမခေါ်သော ကာတွင်းကားကလေးသည်ဘဟုတုတာပေါင်းစုံကြမ်းကြီးတဲ့တွင်ပေါ်ပြခြင်းခံရသောဂုံသူကိုမြေကဲ့သို့ရရှိပုံထိုကာတွင်းကား၏အမည်ကိုယူ၍ကလေးကစားစရာအယုံများမှဲ့ခေါ်လိုက်ခြင်းဖြင့်အယုတ်တိုက်ကြီးတစ်တိုက်သည်ဒေဝါလီခံရတော်မူပြီးမှမြေကဲ့သို့လွတ်မြောက်လာကုန်တကြားမုံများကို ဗန်းပြထားသည့်နေရာတွင်မိဒန်းအမှတ်တမဲ့ကြသည်ဖြင့်မိခဲ့သူနှစ်ဆလောက်တူး၍ရောင်းရပုံခရိုင်ဇလောသည် သူ့မော်တော်ကားများ၏ခိုင်ခန့်ချောင်းကိုပြချင်သောကြောင့်မော်တော်ကားများပေါ်သို့ဆင်များကိုတင်ပြထားပုံအဆရှိသည့်တို့ကို ထိုစာအုပ်ထဲတွင်ဖတ်နိုင်လေပြီနယူးယောက်တက္ကသိုလ်မှရစ်ချတ်ဘော်ဒင်နှင့်အေဗင်ဘတ်ဆိုသူနှစ်ဦးသည် အယောင်းဝယ်နဲ့ဆက်ရင်း၍အချိန်ပေါင်း1000နှစ်9000တိုင်တိုင်တွေ့ဆုံရည်လျင် ဖြစ်ကြကြတော့အဖြစ်ပြများကိုတေချာကြနာစွာတရုတ်ခဲ၍နိုင်အောင်ညင်းချင်းစာအုပ်တို့ကိုထုတ်ခဲ့ဘူးလေသည် ထိုစာအုပ်ထဲတွင်ပါဝင်သောနည်းများကိုပဲကုံစွန်အောင်ရောင်းနည်း6မျိုး အမည်ပေးပြီးလျင်ဟောပြောဝဲတပွဲဟောပြိုင်၏ထိုနည်းများကိုရုပ်ရှင်ရိုက်ကူးပြီးလျင်ရာပေါင်းများစွာသောကုံတိုက်ကြီးများ၏ အယောင်းဘက်ဌာနများတွင် လိုက်လံပြသပြန်သေး၏ထိုရုပ်ရှင်ကားများတွင် သူတို့တရုတ်ခွဲစဉ်ကတွေ့ကြရသောနီးတို့ကို ရှင်းလင်းပြောဆိုယူနာမကတရုတ်ပေါ်အောင်လဲသူတို့နှစ်ဦးကိုယ်တိုင်တယောက်ကအယောင်းသမားတယောက်ကအဝယ်သမားလုပ်၍အမားနှင့်အမှန်ရောင်နီးများကိုခွဲခြားပြသခဲ့လေသည်ယခုခေတ်သည်တစ်ဖက်သား၏အာယုံကိုဆွဲငင်နိုင်အောင်ကြိုးစားလျက်ရှိသောခေတ်ဖြစ်လေသည် အမှန်ကိုမှန်သည်ဟုပြောပြယုံဖြစ်မပြီးထိုအမှန်ကိုထင်ရှားသည်ထက်ထင်ရှားအောင်စိတ်ဝင်စားပဲကောင်းသည်ထက်ကောင်းအောင်စိတ်အာယုံဆွဲငင်နိုင်သည်ထက်ဆွဲငင်နိုင်အောင်ပြုလုပ်ရလေသည်တင်ဒီဗန်းပြကောင်းရပါလိမ့်မည်ရုပ်ရှင်ကားကုမ္ပဏီများသည်ဤနည်းကိုလှုပ်လျက်ရှိရချေပြီရေဒီယိုကလည်းထိုနည်းမျိုးကိုပင်လှုပ်လျက်ရှိချေပြီအကယ်၍ ူတထူးဤအာယုံကိုဆွဲငင်ခြင်းပါလျင်သင်ဒီလက်ဤနည်းကိုပင်အသုံးချရပေလိမ့်မည်။ကုံတိုင်းများတွင်ပြတင်းပေါ်ဝ၌ကုံများကို အလှပြင်ရသောကျွမ်းကျင်သည့်အလှပြင်သမားတို့သည်ဤနည်းတန်ဖို့ကောင်းစွာသိကြလိမ့်မည်။ဥရဟာယောကျက်သက်စီရောင်သောကုံတိုက်တတိုက်ဤပြတင်းပေါ်ဝတွင်ဆေးများကိုအလှပြထားရ၌ကျွတ်ရှင်၎င်းကိုပါထားလိမ့်မည်။ ထိုတို့ကြွများကိုပြသောအပတ်တွင်ခါတိုင်းရောင်းနေကြနေများထက်ငားစတူး၍ရောင်းရသည်ကို တွေ့ရ၏ထို့ကြောင့်တစ်ဖက်သားကိုသင်ဘက်သို့ပေါင်းဆွဲခြင်းလျင်ဥပရိသအမှတ်7သည်တင်းရဲ့ကြံစီများဖြင့်တစ်ဖက်သား၏စိတ်အာရုံကိုဆွဲဆောင်နိုင်အောင်ပြုပြင်ပေးပါဟုတ်ကဲ့ပါနားဆင်ပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။